ဒီနေ့ကတော့မနက်စောကြီးဈေးသွားတာနဲ့ရွှေတောင်ခေါက်ဆဲလေးဝင်စားဖြစ်တယ်ချင်မှုတူလေးနဲ့ပေါ့နော်ညကမဟာသမယတုတ်စီတဲတန်းည3နာရီမနက်3နာရီမှပြီးတယ်အပြီးတော့6နာရီပြန်ထတယ် 6နိုင်ပြန်ထတော့ဘာလို့ထရလဲဆိုတော့ဆယ်ပြည့်ချိန်တိရကဆရာတော်ဖျားကြီးရဲ့လမ်းညွန်မှုပြည့်လမ်းညွန်မှုနဲ့ဒီဆယ်ပြည့်ချိန်မှာ coffee ကန်ပွင့်အဋိဌံလေးကိုအယောက်ျားရဲ့အမျိုးသားရဲ့ကိုစားပေါ့နော် ကျမလှုပ်ဖို့အတွက်အဲ့ဒါဈေးသွားတာနှင်းစီပန်းဆယ်ပွင့်တော့ဝယ်တာနှင်းစီပန်းရဲ့သူကနှင်းစီဆယ်ပွင့်ဟို coffee ဆယ်ကွက်ပြီးတော့ biscuit မုတ်ဆဲကူပေါ့နော်ဒါကသူနေနံလိုက်ပေါ့နော်နေလိုက်လို့လို့ရတာဆိုယောက်ျားရဲ့ကိုစားလုတ်ပေးတယ် လုတ်ပေးနေသူဝင်စားပြစ်တာပေါ့နော်အေးကြီးကတော့မဝအောင်အိမ်မုံစုံမွားနေကျမလည်းအရွက်အစိမ့်ကြိုက်တော့လေအမွေးကဆဆောင်းအုံးတို့ခောက်ဆဲဆဆာအခုလိုရွှေရွှေတောင်ခောက်ဆဲဆဆာအဲ့လိုမျိုးလက်လက်ဆက်ဆက်လေးလီးချွတ်ထားတဲ့ဟာလေးတွေအရွက်တွေထည့်ပြီးတော့အလိုစားရတယ်အရင်မိန်နဲ့စားလို့ကြိုက်တယ်ပေါ့နော်ဒါဆိုရင်အုံးစီချက်လေးရောပါတယ်ဒါပေမဲ့အုံးစီချက်ထက်အရင်ဤလေးတန်ရန်ဒီလိုပဲမြည့်ပြီးအုံးစီချက်နဲ့နေပြအမွေးမွှေးနေတယ်တလောက်ပဲထည့် ။ချင်းငန်ဆက်ကကြိုက်တယ်အဆိုင်နဲ့ကမတည့်ဘူး။စင်ုံပြေးနေရမယ်။